ပြည်တော်စုသမရမြန်မာနိုင်ငံတော်နိုင်ငံတော်ဝယ်မဲကြီးချုပ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးအလောင်းစီဥက္ကဋ္ဌ အကမဟာကျက်တုံးစီသူသရိုးမဟာကျက်တည်မဲ့စီသူအကမဟာတီရီတုတ်အာရမကောင်သရိုးတီရီတုတ်ချောင်းအာရမကောင်ရုရှားဂုံဒူးဆောင်ပါမောက်ခ YMBA ဂုံဒူးဆောင်ဒေနာကြနိုင်ကတမတော်ကာဝေးအယူကြီးချုပ်ဘိုးချုပ်မူကြီးမဲအောင်လိုက်ခဘိုးတပုကျင်ဆိုးရဲ့ ESK တွေကတော့ခြိပတ်မှန်တယ်လို့ပါပဲဗျပြောထည့်လိုက်တာလဲတကြွမှုတွေကမလှရွာလဲပြဆိုတာဖြစ်ကုန်တော့တာပဲ တင်းသားတွေကလည်းစာရဖို့အကုန်ကံပြီးပြန်ပြင်ရတီဖြက်လောက်ရနဲ့အရှုပ်တွေလိုက်ဖြီကုန်ရတော့တာဆန်ရှင်တွေက software တွေကိုတိုက်ခိုက်လာလို့ရှင် ပြိုင်ဆိုင်မှုပြင်းထန်လာစေမယ်ဆိုတာမျိုးဆန်ရှင်ဆိုတာကတပ်ပုမိမ့်မှာ company တုံးနေတဲ့အတူကိုလူတုံးနေသလိုမျိုးလောက်ကိုပဲမျိုးလုံးနဲ့တမ်းမြင်နေတယ်ထင်ပါရဲ့အဲ့လိုမျိုးပညာမတက်တော့ software ပြောတာတွေကသူ့တည်းမဟုတ်ဘူးဟိုသူ့ရှိကအဘာတွေလက်ထက်ကလေးကစတာပဲဝေသာမကောင်းရင်အစ်စ်ဖြုတ်လဲလိုက်ဆိုတာမျိုးအဲ့တော့ကလည်း ြန်ပြောရရင်စက်ယုံကိုလာစစ်ဆေးတယ်လူကြီးတွေကအဲစက်ယုံမဲ့ရာသီဥတုချိန်နေကြောင်းလို့ရန်နာထားကြတယ်အဲ့မှာပဲလူကြီးကမေးတာပါကြောင်းမလဲပတ်တလဲပြီးတော့တာဝန်ရှိသူကဝေသာမကောင်းလို့ရန်နာထားတာပါလို့ဖြေတော့အဲ့ဝေသာမကောင်းဖြုတ်လဲလေဆိုပြီးပြောခဲ့ကြသေးတာကိုပြောရရင်ဒင်းတို့အတိညာမဲမှုကမျိုးဆက် ထားသလိုမျိုးပဲမျိုးဆက်ထားသလိုမျိုးပဲဂျင်းလိုက်ကိုမျိုးယိုးလိုက်ကိုအတိညာမဲ့နေကြတော့တာစဉ်းစားကြည့်လေစစ်တပ်တင်တန်းကြောင်းမှာကလေးကသူတို့အဘတွေအဘတွေဝါရသွန်းရိုက်သွုံယုံနေမကောက်အခုလို ပုံလူတစ်ထက်တည်းကြာနေတာမဟုတ်ဘူးလားဝါရဝရိုက်သွုံးရုံနဲ့မကောက်ဥပါရိုက်သွုံးပေးလိုက်လို့နဲ့တူတယ်တတန်နဲ့တညံနဲ့တပုံစံနဲ့ကိုဖြစ်နေရတယ်။ DNA ပါစစ်ကြည့်လိုက်လို့ရှင်တပုံစံနဲ့ဖြစ်နေအောင်ပဲ။ဂလုံးတွေလှုပ်ထားတဲ့လိုမျိုးကိုဖြစ်နေတာ။အဲ့တော့ဒီ level တွေနဲ့တာဂျင်စီးတွေကို ရှင်ញင်သေးတာမရှင်တဲ့ဂျင်စည်းတွေဆိုတာနီးပညာအဖြစ်မဲ့ပြောပြောညံအဖြစ်မဲ့ပြောပြောခြာတိတ်တွေကတကယ်ကိုစွမ်းတယ်နတ်သစီနဲ့ဤလိုပဲတော့အကွာကြီးပါလေဤတော်မှာဗုဒ္ဓဘုရင်ဆိုရဲ့ဤကအဲ့လိုကောင်ဤမျိုးကအယူတယောက်ရဲ့တွေ့ရကောက်စားပြီးယူထားတဲ့ဤလိုမျိုးခွေးတော်မစားတဲ့ဤမျိုးဒီကောင်ကအသိဉာဏ်တထွားတမိုက်နဲ့သူတာကောင်းစားရေးအတွက်တိုင်းပြည်မြောင်းကြရောက်ရင် ရောက်ပါစေဆိုပြီးတွန့်ချလုပ်နေတဲ့ကောင် ရုရှားကိုတွားတာတောင်မှသူသားနက်ခရိုနီလက်သက်တိုက်ကိုမသာပုံတော့လရားငှက်တိုက်လိုက်တယ်လို့မျိုးလိုက်သွားအောင်သူခေါ်သွားတယ်။ပါရီကွင်ဆင်ကြပြီလည်းမသိရဘူး။ပါနဘူးတိုက်တူးဖို့ကတော့သေးကြတယ်။ပေါက်တူးတွားတောင်ကြတယ်လို့မျိုးလို့ထင်ရတယ်ပဲ။ဗုဒ္ဓဘူးကျင်ဆိုကတနေ့ကိုသူ့ရဲ့စစ်သုံးစိတ်ကဒေါ်လာ၁၀တန်းကျော်ကိုကုန်နေတယ်။စစ်ဘောင်ကငွေပြက်နေတယ် ဗုဒ္ဓဘုရင်ဆိုတာတဖြည်းဖြည်းနဲ့အာဆက်နဲ့ကိုတူလာနေပြီ။ဒါကြောင့်လဲဘိန်းစားဆေးပြက်ရင်းကြိုက်ပြီးကြံမိကြံရဆွဲမိဆွဲရဆွဲထုတ်ရောင်းစားနေတဲ့အလုပ်ကိုလုပ်တော့တာပဲ။သူကဒါပဲတတ်တာ။အမမူဟာစနစ်ကိုလည်းစတင်ကျင့်သုံးပြီးလုပ်ပြန်ပြီ။ကျူအာဆိုတော့ကျူကျူလှအာထွက်သွားနေတဲ့နှီးတွေလို့ကလင်နာကြလုံနေတယ်ထင်ပါလေ။ပြောရတယ်ဗုဒ္ဓဘုရင်ဆိုကိုရှော့မတော့ပါနဲ့လို့ပြောရင်တော့အယူတော့အယူပဲ။သူကြည့်သူပြန်စားတဲ့အယူဆိုတာမျိုးချို့တော့ကလိုက်ကိုမမိတော့ဘူး။ အယူနောက်လိုက်ဒေဝရိုက်တတိုက်တပည့်တော်ဝကတွေကလည်းကြည်ကြအောင်လေသူတို့ပြည်သူတွေပေါ်မှာရဲဆက်ဆက်လူမဆန်သောတက်ဖြတ်တဲ့လက်နက်ကြီးစံအမြောက်စံတွေပေါ်မှာလည်းနတ်ထီပစ်စရောဆိုပြီးရေးဆွဲပြီးတော့ထူတာပစ်တာတွေလှုပ်လာကြပြီမရှိခြင်းကကောင်းရောဆိုတဲ့အတိတ်ပဲကိုပြည်သူတွေအပေါ်မှာမလူမုံထပြီးရဆက်ပြနေတာလေအာရမမှုကိုဓမဆက်နဲ့ကျင့်သုံးရိုင်းပြနေတာပဲရှည်သွားနာလာဖြောင်းဖြောင်းသွားတော့နောင်နွားလာလဲဖြောင်းဖြောင်း သွားတယ်ဆိုတဲ့အတိုင်းဖြောင်းဖြောင်းလိုက်တယ်ဆိုတဲ့အတိုင်းပဲတင်းတပည့်ဇိုးတွေကလည်းဆရာထက်လက်ဆောင်ထပ်ပြနေကြတော့တာပြောရရင်ငါမသိငါစကမ်းမကြစေရဆိုတဲ့ဆိုင်ပုံကြီးကိုကင်ဆွဲချိတ်ထောင်ပြီးတော့ကာဝယ်နေကြရချော့မတွန်းနဲ့အခုခွေးသေးဝက်သေးတေးပြီးတော့စကမ်းကြာသွားပြီကြာကုန်နေကြပြီကြာလက်တန်လည်းဖြစ်လာအောင်ပါမယ် ဟုတ်တယ်လေမသေးရင်မကြဘူးအခုတော့သေသွားတော့စကန်းကျသွားပြီအဲ့ဒါမှန်တာပဲဒင်းတို့ရဲ့သခင်ဂျက်ဖွန်မင်းကြီးကလည်းပြောထားသေးတာဟိုတရားတော်စစ်နိုင်ရမယ်ဆိုတာအဲ့ဒါလည်းအမှန်ပဲအခုပြည်သူတွေရဲ့တရားတော်စစ်ကတစ်ခုပြီးတစ်ခုကိုနိုင်နေတာဒါတရားတော်စစ်နိုင်နေတာပဲပြည်သူတွေနိုင်နေတာကြီးအရင်ကပြောကြပါတယ်ခဏခဏဒီဒေါ်လာကြီးလှုပ်တဲ့သူနိုင်ငံကြီးလှုပ်တဲ့သူတွေကိုပြောကြတဲ့စကားအုပ်နေရကြီးကိုခေါင်းနဲ့ တိုက်လို့မင်းတို့ခေါင်းပဲပဲ့သွားမယ်ဆိုတာမျိုးအခုတော့အုံနိုင်ရန်ကိုခေါင်းနဲ့တိုက်ခဲရပြီမဲ့ခေါင်းကောင်းတာရောသူတို့ရဲ့အုံနိုင်ရန်ကြီးကဘီလက်မြေခိုးထားတာကြောင့်မလို့ပွားထားပြီးတော့တိုက်ချက်များလာတော့ပြိုစားပြူလာပြီအဲတော့ဒီချိန်မှညီညာပေါင်းနဲ့ထိချက်ကောင်းကောင်းလေးအပြန်တိုက်လိုက်ရရင်ပြိုမှာပဲဗျာဆက်ပြောရရင်ထရန်နဲ့ဇလန်စကီတွေ့တော့ကထရန်ကပြောတဲ့ you don't have the gun မင်းမှနိုင်ပဲမရှိဘူးဆိုတဲ့စကားမျိုးอ่ะ အင်အားကြီးတဲ့သူတွေကဘာပဲလုပ်လို့မှန်တယ်သူတို့အနိုင်ကျင့်တာငြိမ်းခံနေရတယ်ဆိုတဲ့သဘောမျိုးစစ်တပ်ဘက်ကသူတို့တွေရဲ့တချို့တွေကလည်းသူတို့ကနိုင်ပဲမရှိပဲနဲ့စစ်တပ်ကိုဘလို့ရင်ဆိုင်မလဲဆိုတာမျိုးဟုတ်ပါတယ်ကျတို့မှနိုင်ပဲတော့မရှိခဲ့ဘူးကျွန်တော်တို့ရဲ့ဝက်ဖဲကကျွန်တော်တို့ယုံကြည်ချက်ပဲဝက်ဖဲတစ်ချက်တော့ရှိခဲ့ကြတယ်ဒါယုံကြည်ချက်ပဲကျွန်တော်တို့ကမတရားအနိုင်ကျင့်တာကိုငြိမ်းမခံဘူးလို့ယုံကြည်ချက်အတွက်အရာရာကိုဆွန့်လွတ်ဖို့ဆုံးဖြတ်ခဲ့ကြလို့ပြီးတော့နိုင်မယ်တေချာတဲ့ဗတ်မို့လို့ရွေးခဲ့ကြတာမဟုတ်ဘူး အမှန်တရားရှိရဘက်ကိုရွေးခဲ့ကြတာဖြစ်တယ်။ဒီယုံကြည်ချက်ကြောင့်လည်းလက်ပလာနဲ့စခဲ့ရတဲ့ဒေါ်လာရေးက အခုဆိုရင်အင်အားသိမ့်ချတဲ့လက်နက်ကင်တက်ကြီးဖြစ်လာတယ်။အဲ့ဒီတိုင်မှာနှိုင်းရှင်ပြောရလို့ရှင်ငပလီကိုထိမ့်ချုပ်ထားတဲ့အာခတ်တက်တော် AA ကဗိုလ်ချုပ်တန်းရွှေတို့ဗိုလ်ချုပ်မောင် A တို့ရဲ့မိသားစုပိုင်းကမ်းချီဟိုတယ်နှလုံးဝင်အောင်မှာတင်းယူချိတ်ပိတ်နိုင်လိုက်တယ်။ ဒါဟာအေးရဲ့မြမသမိုင်းတျှောက်လို့မှာစစ်အာဏာရှင်ပြီးသားစုများကြီးပိုင်ဆိုင်မှုကိုချိတ်ပိတ်သိမ်းဆီးနိုင်တဲ့ပရမအဆုံးသောတိုင်းနာလက်နက်ကင်တပ်ဖွဲ့ဖြစ်တာလုံအောင်လေးစားစရာကောင်းတယ်အခုဆိုရင်ထောင်တောင်းချီတောင်းစစ်တီကြီးအထွေထွေထိုးစစ်ကြီးကိုတနိုင်ငံလုံးမဟာမိတ်တပ်ပေါင်းစုကြီးနဲ့လာတော့မယ်လေမကြာမီဆက်ကြားကိုဘက်ကလည်းတတိပိစကားလေးတွေပြောအောင်မလားခင်ရုပ်တီကြီးနဲ့မုံတီစားပြီးရှောက်ကန်ပြောနေရတော့မဟုတ်တကယ်လေးနက်တဲ့စကားကို ထက်ကိုပြောရမယ်ဗျာကျွန်တော်တို့ဒေါ်လာရဲ့အင်အားစုအနေနဲ့ရန်သူစစ်အုပ်စုနှစ်ပေါင်းများစွာဖြန့်ခဲ့တဲ့ဝါရမိုင်းထိုးဆက်ကိုတကယ်မှန်ကန်ကြောင်းကိုရီကိုတိုင်ကအသက်သေးမပြမိကြဘူးတက်သေးမပြမိကြဘူးအထူးအရေးကြီးပါတယ်အဲ့လိုဆက်လုပ်နေကြမယ်ဆိုလို့ရှိရင်တော့ဒီကဘာမှာကိုထက်မိုက်တဲ့သူ ရှိပါဦးမလားဆိုပြီးတော့ဒေါက်တာတီဆာဆန်းပြောသွားတယ်ဟာအဲ့ဒါပါလဲဆိုတော့စကောင်စီရဲ့ မိုင်းတိုက်နေတဲ့ဝါရမိုင်းတိုက်နေတဲ့ဟာတွေကျွန်တော်တို့တွေကအကြမ်းဖက်တွေပါဆိုတာမျိုးအဲ့စကလုံးကြီးတိုက်ဖြစ်မသွားဘူးကျွန်တော်တို့စင်စင်ချင်ချင်နဲ့ထိန်းထိန်းသိမ့်သိမ့်နဲ့လှုပ်ဖို့လိုအပ်နေတယ်ဒါကိုပြောချင်တာအဲ့တော့ဆရာတီတာဆိုင်ရဲ့စကားကိုကိုးကားရင်အယူသားဆုံးထက်လောင်းပြောရလို့ရှင်ကိုလူတို့အချိန်မီပညာရှေ့ဆက်ညီအောင်ပွဲစီကိုအတူလှမ်းကြရအောင်လားဗျာကြီးတော်ဘုံကအောင်နေပြီ